ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Honesty Private School မှာပညာသင်ယူနေတဲ့ Evening Grade 11အကြောင်းအကြောင်းကြီးဖြစ်ပါတယ်ကျွန်တော်ယခုတင်ဆက်သွားမယ့်အကြောင်းအရာလေးကတော့ ICT နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်တာဖြစ်တဲ့ကွန်ပျူတာရဲ့ component အစီအပိုင်းတွေ software တွေနဲ့ coding စတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီတင်ဆက်ပြတာမူတည်မှာဘာတွေပြောရမလဲဆိုတော့အားလုံးပဲလိုက်ပြီးကြည့်ကြပါအောင်နော် ်ပထမဆုံးအနေနဲ့ကွန်ပျူတာလုံးရဲ့အခြေခံကြဆောင်အချက်ဖြစ်တဲ့ကွန်ပျူတာစနစ်ဆိုတာပါလေကွန်ပျူတာစနစ်ဆိုတာကတော့ကျွန်တော်ပေးတဲ့ instruction တွေအတိုင်းဒီ data တွေကိုကန်တွယ်ပေးတဲ့ electronic device တစ်ခုဖြစ်တယ်။နောက်ပြီးတော့ကွန်ပျူတာမှာအဓိကအပြစ်အစိတ်ပိုင်းနှစ်ခုခွဲခြားရတယ်။အဲ့ဒါကတော့ hardware နဲ့ software ဖြစ်တယ်။ hardware ကကျတော့ဒီကျွန်တော်တို့ကွန်ပျူတာလုံးမှာထိတွေ့ကန်တွယ်လို့ရတဲ့အရာမှန်သမျှကို hardware လို့ခေါ်တယ်။ software ကကျတော့ဒီခုနကပြောခဲ့တဲ့ hardware ကို အာဘလိုဘလိုလုံးလို့ဆိုပြီးတော့အာ control လုပ်ပေးရဲ့အရာတစ်ခုဖြစ်တယ်ဒီ hardware နဲ့ software နဲ့ပေါင်းလိုက်မှသာကွန်ပျူတာတစ်လုံးကအလုပ်လုပ်နိုင်တာဖြစ်တယ်ပြီးရင်ကွန်ပျူတာတစ်လုံးဘလိုအလုပ်လုပ်လဲဘလိုအလုပ်လုပ်လဲဆိုရင်သူကအဆင့်၃ဆင့်နဲ့အလုပ်လုပ်တယ်ပထမဆုံးအဆင့်ဖြစ်တယ် input process output ဆိုပြီးတော့၃ဆင့်ရှိတယ်ပေါ့နော် info ကကြတော့ကျွန်တော်တို့ဒီ info device တွေကိုအသုံးပြုတယ်ဥပမာ keyboard လိုအရာမျိုးကိုအသုံးပြုပြီးတော့ဒီ computer ထဲကို data တွေ တင်ပို့လိုက်တဲ့အဆင့်ပါ one process process အဆင့်ကကြတော့ဒီ central process unit တနည်းအားဖြင့် CPU ဒါမှမဟုတ် computer ရဲ့ brain လို့လည်းခေါ်တဲ့အရာကဒီ calculation လုပ်ပေးတဲ့အပိုင်းတစ်ခုဖြစ်တယ်ပြောလို့ရှိရင် output output ကကြတော့ခုနကွာ CPU calculation လုပ်ပေးလိုက်တဲ့အရာကြီးရဲ့နောက်ဆုံး result ထွက်တဲ့အဥစ္စာကိုကြတော့ output ရောက်သွားပြီပြောလို့ရှိရင် input device input device ဆိုတော့ဒီ computer ကို information တွေပေးမှုဆိုလို့ချင်းကျွန်တော်တို့သုံးလို့ရတဲ့ input device တွေကတော့အများကြီးရှိရဗျာဒါပေမဲ့အဲ့ဒီမှာတချို့ device တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့ keyboard အာ mic game controller joint part scanner digital cameras webcam microphones and also sensor စမ်းစာကြတော့ဒီ temperature တွေ light တွေ pressure တွေအဲ့လိုအားမျိုးတွေကို detect လုပ်ပေးတဲ့အရာဖြစ်တယ်။ ပြီးတော့ရင် output device output device ကကြတော့ကျွန်တော်ဒီ process အဆင့်မှာအာပြီးသွားတဲ့အရာတွေလုံးလိုက်တဲ့ process လုံးလိုက်တဲ့အရာတွေပေါ့ process လုံးလိုက်တဲ့အရာတွေကိုကျွန်တော်တို့မြင်နိုင်ကြားနိုင်ဖို့ဆိုလို့ရှိရင်ဒီ output device ကိုအသုံးပြုရတယ် output device တွေလည်းအများကြီးရှိရပြာဒါပေမဲ့ကျွန်တော်ကတချို့အရာတွေပြောပြရမယ်ဆိုရင်တော့ monitor screen projector ဒါတော့ကျွန်တော်တို့မြင်နိုင်ဖို့အသုံးပြုတဲ့အရာဟို printer အာ speaker headphone speaker နဲ့ headphone ကကျတော့ကျွန်တော်တို့အတန်ကြားနိုင်မှုအသုံးပြုတဲ့အရာဖြစ်တယ်။အာပြီးတော့ရင်နောက်ခေါင်းစဉ်တစ်ခုဖြစ်တယ် computer component computer component ကကျတော့ဒီ computer လုံးဝဆိုလို့ရှိရင်အသေးစိတ်ကြည့်လိုက်မှဆိုရင်ကျွန်တော်အတွင်းမရဲ့အပြင်မရဲ့ဆိုရင်ရှိတယ်။အဲ့တော့ဒီအမှကြောခွဲခြားရတယ်ဗျာ internet component နဲ့ extra နဲ့ component ဆိုခွဲခြားရတယ် internet component မှာကြတော့ motherboard ရှိမယ် motherboard ကကြတော့ domain circuit board ဟိုက CPU ရှိမယ် Central Process Unit တနည်းအားဖြင့်ကွန်ပျူတာရဲ့ brain လို့လည်းပြောတယ်ပြီးတော့ RAM ရှိမယ် random access memory အာသူကကြောက် short term memory ဖြစ်တယ်ဘာလို့ဆိုတော့ဒီကျွန်တော်ကွန်ပျူတာလုံးအသုံးပြုနေတဲ့အချိန်မှာကြာလို့ရှင်သူက memory ကိုတင်ဆက်တာပြီးအသုံးပြုတဲ့ memory ကိုတင်ဆက်တာဒါပေမဲ့ဒီကွန်ပျူတာလုံးကိုပိတ်လိုက်ပြီးမသုံးတော့ဘူးဆိုလို့ရှင် ပိတ်လိုက်ပြီးဆိုလို့ရှင်ကျွန်တော်ဒီသူခုနကတင်ဆက်ထားပြီးတဲ့ memory အကုန်လုံးကပြတ်သွားတာဗျာ အဲကြောင့်မို့ short term memory လို့ပြောတယ် brown ဟို HDD နဲ့ SSD ကကြတော့ computer storage အပိုင်းကိုတောင်းဝင်ယူထားတဲ့နောက်ခုဖြစ်တယ်ပြီးတော့လို့ရှိရင် PSU power supply ပြီးရင် GPU graphic card ဘာ sound card ဒါတွေကတော့ internal component တွေဖြစ်တယ်နောက်တစ်ခုကကြတော့ external component external component တွေကကြတော့ဒီအာ device တွေပဲပေါ့သူကကြတော့ဒီ computer နဲ့ဆက်ဆက်ထားတဲ့ device တွေဖြစ်တယ် အဲ external component တချို့ပြောပြရမယ်ဆိုရင်တော့ keyboard mouse printer webcam speaker and microphone and also external hard drive external hard drive ကကြတော့ဘယ်လိုနေရာတွေမှာသုံးလဲဆိုတော့ကျွန်တော် data တွေကို backup လုပ်တဲ့နေရာတွေမှာအသုံးပြုတာများတယ်ပေါ့နော်ဒါတွေကတော့ဒီ computer ရဲ့ components တွေပဲဖြစ်ပါတယ် storage storage ကို ဝါဇာနှစ်မျိုးသတ်မှတ်နိုင်ပါတယ်။၎င်းတို့ကတော့ storage device နဲ့ storage media ဆိုပြီးတော့ပါ။ storage media ဆိုတာဟာ computer system ထဲကအချက်အလက်အုံကိုစုဆောင်ထားတဲ့အစရာပိုင်းဖြစ်ပါတယ်။ storage media ရဥပမာပေးရမယ်ဆိုရင် CD, DVD နဲ့ Blu-ray disc, magnetic hard disk drive, cassette ကိုများရင်ပါဝင်သော magnetic tape, USB flash drive, memory card storage device ကကြတော့ storage media မှာ data အချက်အလက်များကိုယူဖတ်ခြင်းရေးပို့ခြင်းတို့ကိုပြုလုပ်ပေးပါတယ် storage device ကိုဥပမာအနေနဲ့ပြရမယ်ဆိုရင်တော့ internet hard drive ကမ်မီကွန်ပျူတာတွေအတွက်မရှိမဖြစ်လို့အပ်တဲ့အစီအပိုင်းတွေဖြစ်ပြီးမြန်သောအဖြစ် system media တွေကြိုးလွန်ထားတဲ့နေရာဖြစ်ပါတယ် CD DVD Blu-ray Drive ဒါလေးတွေကတော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလောက်ကတော့ခေတ်ဆက်ခဲ့ပါတယ် ချင်းနားထောင်တာတို့ game ဆော့တာတို့ဆိုရင် display တွေထဲဖို့ D drive လေးတွေတော်တော်များများသုံးခဲ့ကြရဖြစ်ပါရဲ့ external hard drive ဒါတော့ဖိုင်ကြီးကြီးမားမားတွေ computer တစ်လုံးမှာတစ်လုံးကူးပြောင်းတဲ့နေရာမှာဆော့လွန်ရေးပါပါတယ်ဒါဆို storage diverse storage media ပါကွာ challenge ဒီနှစ်ခုပါကွာ challenge ဆိုတော့ um storage device ကကြတော့ storage media ထဲအချက်လက်ကိုတူတူခုရရနေပဲယူတာတော့ပူရာတော့လုံနိုင်တဲ့ hardware ဖြစ်ပါတယ် a storage media ကြတော့အချက်လက်စုဆောင်ထားတဲ့အခွေဖြစ်စေ USB PC ဖြစ်ပါတယ် တို့တော့ကွန်ပျူတာတစ်ခွက်တည်း storage system တစ်ခုရရှိဖို့ရာ drone တစ်ခုလုံးလိုအပ်ပါတယ် storage divider ရှိပြီးတော့ storage media ရှိရင် data များကိုထိန်းသိမ်းဖို့နေရာရှိမည်မဟုတ်ပါဘူးအလားတူ storage media ဒါရှိပြီးတော့ storage device မရှိရင်လည်း data များကို computer ထဲသို့ယူသွင်းချမ်းတမမို့ computer ထဲမှာ media ထဲသို့ပို့ချခြင်းတို့လိုလိုရမည်မဟုတ်ပါဒါလည်းရော computer ရဲ့ storage system လေးပဲဖြစ်ပါရှင့် database ဆိုတာပါလဲ database ကိုဘယ်လိုနေရာတွေမှာသုံးလဲဒါကြောင့် software system တခုမှာ database ကိုလိုအပ်တာလေပထမဆုံးအနေနဲ့ database ဆိုတာပါလဲ database ဆိုတာကျွန်တော်တို့ရဲ့သတင်းရှက်လက်တွေကိုနေရာတကျသိသိဖို့နဲ့အချက်လက်အစီအစဉ်လိုအပ်သလိုပြန်လည်ထုတ်ပေးနိုင်အောင်လုံဆောင်ပေးနိုင်တဲ့အရာတခုလိုအကြံပြမှတ်ယူနိုင်ပါတယ် database တင်းမှာကျွန်တော်ရဲ့ data တွေကိုတင်ရှိဖို့ရဲ့အထွတ် table တွေကို အသုံးပြုထားပါတယ်။ဥပမာကျွန်တော်တို့တရားနဲ့ပတ်သက်တဲ့အချက်အလက်တွေကို သိမယ်ဆိုပါတော့ database တင်းမှာ person လို့ပုဂ္ဂိုလ်ဆိုရဲ table လေးစောက်ပြီးအဲ့ table ထဲမှာ person နဲ့သက်ဆိုင်တဲ့ information တွေဖြစ်တဲ့ name တို့ age တို့ address တို့ job တို့လို information တွေကိုတော့ column လေးနဲ့ခွဲပြီးသိမ်းထားလို့ရပါတယ်။ ်ပြန်ပြီးဆွဲထုတ်ရှင်နေဆိုရင်လည်းအကုန်လုံးပြန်ဆွဲထုတ်လို့ရတယ်လို့ကျွန်တော်တို့လိုချင်တဲ့အချက်အလက်လေးတွေကိုလည်းစိတ်ချရွှေယူပြီးဆွဲထုတ်နိုင်ပါတယ်။ database ကိုဘယ်လိုနေရာမှာသုံးလဲ Dynamics website တွေဖြစ်တဲ့ဥပမာ e-commerce website တွေမှာဆိုရင်ရှောင်းမယ့်ပစ္စည်းနဲ့ပတ်သက်တဲ့သတင်း challenge တွေကိုရယ်နောက်ပြီးလာဝယ်ရဖောက်တယ်ရယ်သတင်း challenge တွေကိုတင်ရှိဖို့ဆိုရင်နောက်ွယ်မှာ database တစ်ခုလိုအပ်ပါတယ်ခု database တင်းမှာသွားသိမ်းတာတို့ပြန်ဆွဲရှုတာတို့ကိုလုပ်ဖို့ဆိုရင် database management system ကိုအသုံးပြုရပါတယ်။ DBMS ကိုအသုံးပြုမယ်ဆိုရင် MySQL, Oracle စသည့် language တခုခုကိုသိထားဖို့လိုအပ်ပါတယ်။ဒီ language တွေကိုအသုံးပြုပြီးလိုအပ်တဲ့သတင်းချက်လက်တွေကိုတင်ရှိဖို့ရှာဖွေဖို့အစီအစဉ်ချမှတ်ဖို့တင်ထားတွေကိုပြန်လည်ပြုပြင်ဖို့နဲ့မလိုအပ်ရင်ဖျက်ပြစ်ဖို့လုံဆောင်နိုင်ပါတယ်။ ဒါကြောင့် software system တကူမှာ database ကိုလိုအပ်တာလေ database ဆိုတာ website တွေမှာပဲအသုံးပြုရတော့မဟုတ်ပါဘူး data တွေကို manage လုပ်ဖို့လိုအပ်တဲ့ media system မျိုးမှာပဲဖြစ်ဖြစ် database ဆိုတာ machine မဖြစ်လိုအပ်တဲ့အရာတကူပါပဲ တာရဲ့အရှိပါတွေကိုသိလာတဲ့နောက်ပိုင်း software တွေမှာ data ကို manage လုပ်တာ analysis လုပ်တာတွေကလည်း business တွေအရန်တောက်ကိုပြုပြီးရော software developer တရားလုပ်တော့မယ်ဆိုရင် database ဆိုတာသိဖို့အရေးကြီးကြီးပါတယ်။ဒါဆိုရင် DBMS ဆိုတာပါလဲ DBMS ရဲ့အရှိကောက်ကတော့ database management system ဖြစ်ပါတယ်။ DBMS က data တွေကိုတင်စီရဲ့ ပြန်လည်ရယူရန်နဲ့လုံဆောင်ရဲ့အသုံးပြုရဲ့ software စနစ်ဖြစ်ပါတယ်။ DBMS ကအသုံးပြုသူနဲ့ database ကြာမှာရှိတဲ့ interface တစ်ခုအနေနဲ့အသုံးပြုသူတွေကို database အတွင်း data တွေကို create, read, update and delete လုံဆောင်ခြင်းတွေကိုခွင့်ပြုပေးပါတယ်။ DBMS software များစွာရှိပါတယ်။ဥပမာ MySQL, PostgreSQL, MSSQL, ORIG database နဲ့ Microsoft Access တို့ပဲဖြစ်ပါတယ်။ DBMS ကိုတောင်းခြင်းဖြင့်ဒူနီရဲ့ information တွေကိုမဒူနီရဲ့ user တွေကနေတပြိုင်နက်တည်းလိုအပ်သလိုအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့ data တွေကို password တောင်းခြင်းဖြင့်လကဒါမှမဟုတ်အခြားနည်းလမ်းတွေကိုအသုံးပြုပြီး user တွေကိုကန့်သတ်ထားနိုင်တဲ့အတွက်လုံခြုံရေးစနစ်ကောင်းမွန်ပါတယ်။ Now what's correct ဆိုတာကပါလဲ။ နောက်ဘက်ကွန်ရက်ဆိုတာကတော့ကွန်ပျူတာပစ္စည်း D5 နှစ်ခုသို့မဟုတ်နှစ်ခုတော့ပိုတဲ့ပစ္စည်းတွေကိုဥပမာကွန်ပျူတာဖုန်းပရိသတ်ဆာဗာဆာဗာချင်းချင်းဆက်သွယ်ပြီးတော့အချက်အလက်တွေကိုဝါယာကျိုးတွေနဲ့ဖြစ်စေကျိုးမဲ့ပစ္စည်းတွေနဲ့ဖြစ်စေဖလှယ်နိုင်တဲ့ဆက်သွယ်မှုစနစ် Integrated System တစ်ခုပဲဖြစ်ပါတယ်။ Novel ဖန်တီးရခြင်းရဲ့ရည်ရချက်ကတော့ resources sharing ပေါ့နော် sharing အရင်မြစ်ကအများစွာမျှဝေခြင်း Vader Skinner ဆာဗာဆာဗာတို့လိုပစ္စည်းတွေကိုခွင့်ရထဲကနေပြီးတော့လူတိုင်းများဝေသုံးစွဲနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်ပြီးတော့ file sharing ဆိုပါနော် file များများဝေချင်း file တွေဖြစ်တဲ့ document တွေပြီးတော့ multimedia တွေအာပြီးတော့နောက်ထပ်တုံးတဲ့တုံးပေါ့နော် logo တွေများဆိုများဝေနိုင်ဖို့အတွက်ရည်ရွယ်ပါတယ် ဖိုင်လေးကိုထွက်ပွားပြီးတော့အာ duplicate လောက်ဆက်လို့တော့ပဲနေပေါ့နော်အားလုံးတနေရာတွေကနေဝင်ရောက်သုံးဆွနိုင်ဖို့အတွက်လည်းရည်ရထားပါတယ်ပြီးတော့ configuration ပေါ့နော်ဆက်သွယ်ပြောဆိုခြင်း image ဖြစ်တဲ့အာ instrice messages ပြီးတော့အာ video conferencing စတာတွေကနေပြီးတော့တဆင့်တဆင့်အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်ဖို့လည်းရည်ရထားပါသေးတယ်ပြီးတော့နောက်တစ်ခုကကျတော့ internet access restriction ပေါ့ ဲ့ဒါကတော့ internet အသုံးပြုခြင်းနဲ့မျှဝေခြင်း internet တွေဖြစ်တယ်ပေါ့နော်ချိတ်ဆက်မှုကိုကွန်ရက်ထက်ကနေပစ္စည်းအားလုံးမျှဝေသုံးစွဲနိုင်ဖို့အတွက်ရည်ရွယ်ချက်တွေနဲ့ပါဝင်စွာတင်ဆက်ထားတာပဲဖြစ်ပါဘလန်လန်ဆိုတော့ကတော့ local area no box data တွင်းကွန်ရက်လို့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကလန်ဖြစ်တယ်ဆိုတာကကန်တတ်ထားတဲ့ပထဝီ area တစ်ခုဥပမာအိမ်တိုင်းရုံးခန်းတစ်ခုအဆောက်အအုံတစ်ခုကြောင်းအတွင်းမှာရှိတဲ့ စက်ပစ္စည်းတွေကိုချိတ်ဆက်ပေးထားတဲ့ကုန်ရက်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့ယူရဲ့ချက်ကတော့လမ်းတွေဟာစက်ပစ္စည်းတွေကိုအရင်းအမြစ်တွေမြောက်ဝေဖို့ဥပမာပင်တာ။ဖိုင်များနဲ့အချင်းချင်းချိတ်ဆက်ဆက်သွယ်ပြောဆိုဖို့ဥပမာကွန်ပျူတာများအခြား data ဖလှယ်ခြင်း internet ဖြစ်တဲ့သုံးစွဲခွင့်မြောက်ဝေခြင်းစွမ်းဆောင်ပေးပါတယ်ဒါတွေကိုချိတ်ဆက်မှုနည်းလမ်းများဖြစ်တဲ့ internet ကျူးများပြီးတော့ wireless တို့မဟုတ် wifi ပြီးတော့ wireless တွေကိုအဓိကအသုံးပြုပါတယ်ပြီးတော့ router ဖြစ်တဲ့ switch တွေကိုလည်း LAN တွေကိုအသုံးပြုဖို့ထိန်းချုပ်ပေးထားပါတယ်ဥပမာသင်္ကေတကကွန်ပျူတာဖုန်း smart tv စတာတွေကို wifi router နဲ့ချိတ်ဆက်ပြီး internet သုံးတာ fiber တွေမျှဝေတာ ရုံးကန်တစ်ခုတည်းကနေကွန်ပျူတာအလုံးကိုစာပါအချင်းချင်းနဲ့ချိတ်ဆက်ပြီးလုံငန်းသုံးဖိုင်တွေမြဝေသုံးဆွဲတာကျောင်းကွန်ပျူတာစာသင်ခန်းတွေဖြစ်တဲ့ကွန်ပျူတာတွေကိုအချင်းချင်းချိတ်ဆက်တာတွေကိုပြောလို့ရပါတယ်ဒါကိုတော့ local area no wall လို့ပြောလို့ရပါတယ်ဝါဆိုတာကတော့ wet area no wall ကိုခြေပြန်တော့ area လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအဓိပ္ပာယ်ကတော့ဝါဆိုတာက ပထဝီအေရိယာအခြေဝင်ကိုခြေပြန်ပြီးတော့လမ်းများစွာဒါမှမဟုတ်အခြားကွန်ရက်တွေကိုချိတ်ဆက်ပေးထားတဲ့ကွန်ပျူတာကွန်ရက်တစ်ခုဖြစ်ပါတယ်။နိုင်ငံများစွာတိုက်ကြီးများစွာကိုပါဖြန့်ကျက်နိုင်ပါသေးတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဝေးလံခေါင်းတည်တဲ့နေရာတွေမှာရှိတဲ့ကွန်ရက်တွေနဲ့စက်ပစ္စည်းတွေကြားဆက်သွယ်ပြောဆိုနိုင်ဖို့နဲ့အခြားလက်တွေမျှဝေနိုင်ဖို့ပါ။ချိတ်ဆက်မှုနည်းလမ်းများကတော့ fiber cost တွေပဲနဲ့ပင်လယ်အောက်ကျူးများအပါအဝင်ချူတုဖြစ်တဲ့ satellite microwave စားတဲ့မြန်နှုန်းမြင့်အဝေးခေါ်တဲ့အခေါ်အဝေးတွေကိုရောက်ရှိနိုင်တဲ့ဤပညာတွေကိုအသုံးပြုပါတယ်ဥပမာအားဖြင့်အင်တာနက်ကမ္ဘာပေါ်မှာရှိတဲ့ကွန်ရက်အလုံးကိုခြေစပ်ထားတဲ့အကြီးဆုံး one ဖြစ်ပါတယ်နိုင်ငံတကာကွန်မတီကြီးတွေနဲ့ကမ္ဘာအနှံ့ရှိရုံးခွဲတွေကိုချိတ်ဆက်ပြထားတဲ့ကွန်ရက်လိုလဲဆုံနာပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ဒေတာအသီးသီးအစိုးရဌာနတွေကိုချိတ်ဆက်ထားတဲ့ကွန်ရက်လိုလဲပြောလို့ရပါသေးတယ်ဗျာ။ ဒီရှင်းလင်းချက်တွေက no words အမျိုးအစားတွေကိုပုံမနာလေဖို့အထောက်အပံ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်အခုပြောချင်တာပန်းပေါ့နော်ပန်းဆိုတော့ personal area no wall လို့အဓိပ္ပာယ်ပါသူရဲ့အဓိပ္ပာယ်ကတော့ကိုယ်ပိုင် area ခွင့်ရပေါ့အဓိပ္ပာယ်ကပန်းဖြစ်တဲ့ဆိုတော့ကတော့လူတအုပ်တယောက်နဲ့အနည်းနာမှရှိတယ်ပေါ့နော်တဝူးချင်းအသုံးပြုတဲ့စပစ်စီတွေအချင်းချင်းချိဆက်ထားတဲ့ကွန်ရက်လေးတစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့်မီတာအနည်းငယ်10မီတာ အတွင်းမှာရှိတဲ့ကတ်သတ်ထားပါတယ်။သူ့ရဲ့ရည်ရချက်ကတော့ကိုပိုင်ချက်လက်တွေနဲ့အရင်းမြစ်တွေကိုစပစ်စီတွေချဥပမာဖုန်း Latos Plus Smart Nai Bluetooth နဲ့ချက်ချူမတ်ပရင်တာဖလှယ်ဖို့အတွက်တည်တံ့လုပ်ထားတာပါ။ဖုန်းချစ်စမနီလာများဖြစ်တဲ့အများအားဖြင့် Bluetooth ပေါ့နော် Bluetooth အာ FRS I I အဖြစ်တဲ့ပြီးတော့ IC ISC ဖြစ်တယ်ဗောနော် Near Face Communication ဆိုတဲ့ STV နောက် Universal Read Serious Fast စတာတွေကိုအသုံးပြုပါတယ် Wi-Fi ကိုလည်းအသုံးပြုနိုင်ပေမဲ့ Face အတွက်တော့အဓိကမဟုတ်ပါဘူးဥပမာပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းကို Bluetooth နဲ့ချက်နဲ့ချိတ်ဆက်ပြီးတော့တခြင်းနှောင်းထားတော့ ကျွန်တော်တို့ရဲ့လက်တော့တွေကိုဂျူမတ်ဖောက်စ်မောက်စ်ပြီးတော့အာတုံဟောက်ကီဘော့ပေါ့နော်ဒါဒါဒါရင်းနဲ့ချိဆက်တာဒါတွေကိုစမဝက်ရှ်ကနေပြီးတော့ဖုန်းစီအချက်လက်တွေပြပူတာပြီးတော့ပေတာတခုကိုတင်လို့ပြတာနဲ့ချိဆက်ပြီးတော့ဂျူမတ်အသုံးပြတာဒါတွေကိုဆိုးလို့ရတယ်ဒါကအားလုံးကိုအာပင်ဖြစ်တဲ့ personal leverage area နော်ဝေါ်လို့အာခေါ်ဆိုနိုင်ပါတယ်နောက်တစ်ခုကတော့မန်ပါ ။အမှဆိုတော့ Micropolitan Area Nowas လို့အမည်ရပြီးတော့မြို့ပြ area ကိုရလို့ဆိုလိုထားပါတယ်။အရေးဝေကတော့ man ဆိုတာကမြို့ပြ area တခုဥပမာမြို့တစ်မြို့လုံးဒါမှမဟုတ်တက္ကသိုလ်ကျောင်းဝင်ကြီးတခုအတွင်းမှာရှိတဲ့အသုံးပြုသူတွေရဲ့အရေးမြင့်တွေကိုချိတ်ဆက်ပေးတဲ့ကွန်ရက်တခုဖြစ်ပါတယ်။၎င်းဟာ Landhas ပူကြီးသလို One Talent ပူတည်ပါတယ်။သူရဲ့ရည်ရွယ်ချက်ကတော့မြို့တစ်မြို့အတွင်းဒါမှမဟုတ်ဒေသတခုအတွင်းက လက်အများအပြားကိုအချင်းချင်းချိတ်ဆက်ပေးဖို့ပါဒါမှအမျိုးအတွင်းမှာရှိတဲ့နေရာအတိအထိကအပွဲစီတွေဥပမာအစိုးရယုံတွေတန်ခွဲတွေတက္ကသိုလ်ဘုရားဝန်တွေကိုရဲချိတ်ဆက်ပြီးတော့အချက်လက်တွေဖလဲလနိုင်တာပါသူရဲ့ချိတ်ဆက်မှုနီလန်းတွေကတော့ fiber osteus ကိုပဲကျိုးတွေကိုအမြင်မြင်ချင်းဖန်ကျိုး microscope waste list တွေကိုမြန်လုံးမြင့်အခြေဆက်မှုတွေကိုအသုံးပြုလေ့ရှိပါတယ်။ဥပမာမြို့တစ်မြို့အတွင်းကဘန်ကွဲအလုံးခြေဆက်ထားတဲ့ကွန်ရက်လို့ဆိုလိုထားပါတယ်။ KVTV တွေဒါမှမဟုတ်ကွန်ရက်တွေကိုတကယ်လို့တကူနဲ့မတူညီတဲ့ power one တွေကိုခြေဆက်ထားတဲ့နီလန်ကိုဆိုလိုပါတယ်။ဒါကို micropolitan area no wall လို့အတူကောက်တမလို့ရပါတယ်။ coding ဆိုတာကဘာလဲ။ ိုရင်းဆိုတာကတော့ကွန်ပျူတာတစ်ခုအလုပ်လုပ်ဖို့ညွှန်ကြားချက် instruction တွေကို programming language တွေနဲ့အသုံးပြုပြီးတော့ဒီကြဖန်ပြီးပြအောင်ဆိုလိုပါဒီ instruction တွေကို code တွေနဲ့ရေးပြီးတော့ကွန်ပျူတာတွေနားနဲ့မဲ့ machine language တို့သင်ပြောင်းနေပြီးလောက်ဆောင်သွားခြင်းဖြစ်ပါတယ်ဒီလိုမှတာနဲ့လူသားတွေနဲ့ကွန်ပျူတာကြားဆက်သွယ်မှု communication ဆိုတာရှိရပါတယ်အဲ့တော့ coding လို့ပြောလိုက်ရင် language တွေကမရင်တက်နိုင်အောင်များပါတယ်။တနေ့ပြီးတနေ့တော်ရက်ထက်ထက်ပြီးတိုးနေရ။ဒီထက်မှနမူနာ၃ခုပြောရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ HTML သူက website page တွေ web application တွေလို့ပြောအတွက် set up မှတ်ထားတဲ့ markup language နောက်တစ်ခုက java သူကတော့ high level programming language ဖြစ်သွားပြီသူကတခြားနေရာတွေပေါ်မိကုန်းဝင်နေပြီးတော့နောက်ဆုံးချက်ပြီးအောင်မတိထားတဲ့ language ဖြစ်တယ်ဒါပြီးနောက်တစ်ခုက python သူကလည်း high level programming language သူကရှင်းနေပြီးတော့ဖျက်ရတဲ့စာတိုင်းစီစဉ်မှုကြောင့်နေရာတိုင်းမှာအသုံးပြကြတယ်။ဒါဆိုရင်ဒါလေးတွေကိုတစ်ခုချင်းတရားလိုက်ကြည့်လိုက်အောင်။ပထမဆုံး HTML သူကတော့ webpage တွေဖန်တီးတဲ့နေရာမှာတော်တော်အသုံးပြကြပါတယ်။သူရဲ့ webpage တစ်ခုအတွက် heading, paragraph, image, links နဲ့တခြားဖန်တီးမှုအခြေခံ structure လေးတွေကိုတိကျလုပ်ပြီးရတဲ့အတွက်ကြောင့်ပါ HTML နဲ့ programming လုပ်တဲ့ခါကျရင် HTML elements တွေနဲ့ text တွေကိုအရင်ရေးရပါတယ်။ webpage တစ်ခုရဲ့ frame တစ်ခုဖြစ်လာအောင်လို့ဒီလိုရေးပြီးမှသာနဲ့ web browser ကနေပြီးမှ text တွေ element တွေကို webpage တစ်ခုအတွင်းစနစ်တကျ CSS ကြီးနဲ့ပုံပေါ်လာအောင်ပြောင်းလဲပေးပါတယ်။ ဒီလိုနဲ့ပဲ web page တစ်ခုအဖြစ်တော့ရောက်လာပါတယ်။ဒီ HTML က beginner အတွက်ဒီလည်းတော်တော်ကောင်းတဲ့ language ရှိလေပါ။ HTML ကို programming language လို့ခေါ်ပေမဲ့တကယ်တည်းသူက markup language တစ်ခုပါ။တခြားပုံမရှုပ်သေးတဲ့လုပ်ဆောင်ချက်တွေဆွဲတဲ့ programming language ဖြစ်တဲ့ Java လို့ Python လို့နဲ့ပေါ်ပါတယ်။ဒါကတော့ HTML လေးပါ။နောက်တစ်ခုကတော့ Java ပဲဖြစ်ပါတယ်။ ် Java ကဘလို့ application အမျိုးအစားမှာပဲဖြစ်ဖြစ်အသုံးပြုနိုင်တဲ့အတွက်ကြောင့် versatile ဖြစ်ပြီးတော့လူသိများပါတယ်။ညာတာအဖြစ် Java ဟာ business website အဲ website development mobile apps တွေနဲ့လုပ်ငန်းဆိုင်ရာ software တွေမှာအသုံးပြုကြတယ်။ Java မှာက WORE ဆိုတဲ့ write once run anywhere နဲ့လုပ်ထားပါတယ်။ဒါလေးကဘာလဲဆိုတော့ platform တစ်ခုမှာ Java နဲ့ program ဆက်ထားပြီးတာရှိရင် Java virtual machine JVM နဲ့တခြား platform တွေမှာလည်းဒီ program ကအလွန်လွတ်ဆောက်နိုင်ပါတယ်။ ောက်ပြီးတော့ Java မှာက static type ဆိုတဲ့နည်းကိုလည်းအသုံးပြုထားတယ်။ဆိုလိုတာကတော့ variable အမျိုးမျိုးရှိခင်ရေပေါ့နော်။သူတို့ကိုစုဆောင်းနေခြင်းမှာစစ်စစ်ပြီးရဲ့ဒီလိုမျိုးနဲ့ development အတွင်းမှာမောင်းရိပ်မှုရှိခင်ဆော့ဆော့ဖွင့်လုပ်ပေးလိုက်ပြီးတော့ကုတ်တစ်ခုရဲ့လုံဆောင်ချက်ပုံမှန်တိုးတက်စေပါတယ်။ Java ရဲ့ platform independence strong type တွေနဲ့ညသောသောအခွင့်အရေးတွေကအားပေးထောက်ခံမှုတွေကြောင့် Java ဟာရေးချယ်စရာ language တွေတည်ရမှာယနေ့ချိန်ထိလူကြိုက်များနေဆက်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ Python Python ကတော့လူတော်တော်များသိကြလိမ့်တာဖြစ်ပါပါသူ့ကိုပြဿနာတစ်ခုတည်းဒီရှိဖို့အတွက်တီးတန့်ထုတ်လုပ်ထားတဲ့ language model နဲ့နေရာတိုင်း Python program ဖြစ်ဖြစ်ဆက်လို့ရအောင်လုပ်ထားတဲ့ general purpose language ဖြစ်တယ် Python ကဆိုရင်ကွန်ပျူတာတစ်ခုရဲ့ facility ဆောက်ပုံနဲ့ memory management အတွက်ချုပ်ထွေးတဲ့အချက်လက်တွေကိုဖြောက်ပေးပြီးတော့အဓိကအချက်လက်တွေပဲ highlight ပေးရတယ်ဒီလိုလုပ်ပြတဲ့အတွက်ကြောင့် developer တွေအတွက်ပုံပုံပြီးတော့ negotiate ပါတယ် Python မှာ program ဆွဲတဲ့ချိန်ကျရင် तू ကကုတ်တွေအကုန်လုံးစုပြီးမှ machine code ပြောင်းလဲပြီးလုပ်တာတည်းဆိုင်ရင်ကုတ်တစ်ခုချင်းကိုပြောင်းလဲမယ်ပြောင်းလဲပြီးမှအစီအစဉ်လုပ်ဆောင်သွားတယ်။ဒီလိုလုပ်ချင်းနဲ့ application web page တွေလုပ်တာပိုပြီးတော့နိုင်နေစေပါတယ်။နောက်ပြီးတော့ Python မှာ web တစ်ခုကနေပုံမရှုပ်သေးတဲ့ scientific community အထိလုပ်နိုင်ဖို့အတွက်ကြိုတင်ပါဝင်တဲ့ module တွေ package တွေအစုလိုက်ရှိတယ်။ဒီလိုမျိုးနေရာမကြီးအမျိုးမျိုးအသုံးပြုနိုင်မှုနဲ့စတင်နေလာတဲ့သူတွေအတွက်လွယ်ကူတဲ့အတွက်ကြောင့် ဒီနေ့ကာလမှာအသုံးများဆုံး programming language တွေထဲကတစ်ခုဖြစ်တယ်။ programming language ကတအားကောင်းမလား။မဟုတ်ပါဘူး။ programming language တွေနောက်ထပ်တောင်းပန်များစွာရှိနေပါလိမ့်မယ်။ဒါအပြင်တနေ့ပြီးတနေ့အတိတ်တွေဆက်လက်ထပ်ပေါ်လာနေပါပဲ။ programming အပိုင်းဝါဒနာပါတူတွေကလည်းကိုယ်အစဉ်ပြင်မဲ့ language ကိုရေးချက်ပြီးတော့ web တွေ application အသေးစံတွေထုတ်လုပ်နေကြပါတယ်။ဒီလိုနဲ့ပဲကွန်ပျူတာရဲ့အစီအပိုင်းတွေ hardware နဲ့ software တွေတစ်ခုနဲ့တစ်ခုပူးပေါင်းဆက်လက်ပြီးနည်းပညာတွေတောက်လျှောက်ထပ်နေမှာပဲဖြစ်ပါတယ်။ ဒါကတော့ ICT ဆိုတဲ့နည်းပညာလေးရဲ့စိတ်ဝင်စားစရာကောင်းပြော။အနာဂတ်ပြင်ကြိုးရေးအတွက်တည်တင်းတည်ထိုင်တဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ICT project ကိုလွှတ်ဆောင်ဖို့အတွက်အချက်အလက်တွေကိုဒေတာလေ့လာခဲ့ရပြီးတော့အတိတ်ကြောင့်များစွာတင်ပြခဲ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကိုနည်းပညာတွေရရှိအောင်လက်ညှိုးပေးတဲ့ဆရာနေနာကိုအထူးကျေးဇူးတင်ရှိပါတယ်။ဒီမှာပဲကျွန်တော်တို့ presentation ကိုမြှောက်ချက်ကျင်ပါတယ်။ဘိုက်ပါစီမျောပေးသူတယောက်ချင်းစုကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။